AA UWSA တို့လိုမျိုး NRG အဖွဲ့တွေရဲ့ကိုပိုင်ပြည်နယ်ကိုပိုင်နိုင်ငံစတဲ့အတွေးတွေက Federal ကိုမွေးဖွားပေးနိုင်ပါမလားဒါမှမဟုတ် Federal ဆိုတာကိုတတ်ပြစ်လိုက်သလိုဖြစ်သွားမလားဆိုတဲ့အတွေးအမြင်အမေးတွေရှိတယ်။သူတို့ကဘလို့ Federal ဘောင်ထဲမှာထည့်မလဲဆိုတာဟာမျိုးပေါ့ကျွန်တော်တို့ခမားတို့တွေကအချုပ်ချအာဏာကိုတခုတည်းထားရမယ်လို့တတ်မှတ်ထားတာလားမခွဲဝေနိုင်တဲ့အရာလို့0စံကိန်းเนาะအလုံးဟာတခုတည်းအောက်မှာပဲရှိရမယ်ဆိုတဲ့ပြည်ထောင်စုသဘောလား တယောက်ကဒါကိုရလိုက်ရင်နောက်တယောက်ကရှုံးကိုရှုံးရမယ်လို့ထင်နေတဲ့အခြေအနေနဲ့သွားတူနေသလားလို့ဒီဖွဲ့စည်းတွေအထောက်အကူ48ကတည်းကတိုင်းရင်းသားတွေဟာတမအများစုအိုးဆောင်တဲ့ဘဟုအစိုးရနဲ့အချောက်ချအာဏာကိုဘယ်တော့မှအပြည့်ဝလက်ခံခဲတာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ခင်ဗျားတို့ရရှိပြီးသားပြည်ထောင်စုတစ်ခုကိုဖျက်ဆီးနေတာမဟုတ်ဘူးဆိုတာကိုအဲ့တမိုင်းကပြနေတာပဲဖျက်ဆီးခြင်းလည်းဆိုရင်ဒီတက်ဖို့လုံလို့ရတယ် တကယ်တမ်းဘယ်တော့ကောင်းမှမတိဆောက်ဖြစ်ခဲ့တဲ့သဘောတူညီမှုအပေါ်မှာအခြေခံရမဲ့ပြည်ထောင်စုတစ်ခုကို အခုမှစပြီးတိဆောက်နေတာဖြစ်တယ်။ဒီဒီအာဂန္ဒာကနေကြည့်မယ်ပေါ့ဗျာအခြေတိုင်လက်နက်ဘလို့ဖြုတ်သိမ်းမဲ့ဘာညာနဲ့လက်နက်ဆိုတာသူတို့အတွက်လုံခြုံရေးအာမခံချက် security guarantee ပဲလက်နက်ချပြီးလက်နက်အပ်ဆိုတဲ့စကားဟာမင်းတို့ရဲ့အသက်ငါတို့ရဲ့လက်ထက်ထည့်လိုက်တာလို့ပြောတာနဲ့တူတူပဲအခုနောက်ပိုင်း ပေါ်ပေါက်လာတဲ့အဖွဲ့တွေအင်အားစုတွေအလုံးဒီသဘောနဲ့တူတယ်အနာဂတ်ဖက်ဒရယ်တပ်မတော်တပ်ပေါင်းစုနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစု ဆိုတာတွေကသူတို့နဲ့ကျွန်တော်တို့ဂျာကယုံကြည်မှုကိုအရင်တိဆောက်ရမှာမဟုတ်ဘူးလားဥပပေါင်းပြီးလှုံ့ဆော်တာတို့လက်နက်ကိုအရင်တောင်းတာတို့ဒီဒီအာကန်တော့အဲ့ဒါတွေကညီလာခံတစ်ခုနဲ့ပြီးသွားတဲ့ကိစ္စလည်းမဟုတ်ဘူးပြောရမယ်ဆိုရင်မျိုးဆက်တစ်ခုလောက်ဆောက်ကိုပဲအခြေယူပြီးလှုပ်ရမယ်လုပ်ငန်းစဉ်တစ်ခုဘာဖြစ်လို့လဲလွယ်လွယ်ကူကူယုံကြည်မှုမရနိုင်လို့အဲ့ဒီတလုံးကို ပိုင်ဆိုင်ခွင့်ပေးတာရတာတွေဆိုတာထက်အတူတကတာဝန်ယူမှု share responsibility ကိုအခြေခံတာဖြစ်ရမှာအဲ့တဲ့အဲ့ကိုအတူပိုင်ဆိုင်တဲ့ဆိုတာအခန်းတိုင်းအခန်းတိုင်းကိုတော့တချောင်းတန်းနဲ့ဖွင့်ပိတ်လုပ်ရမယ်ဆိုတာမဟုတ်ဘူးသူတော့သူကြိုင်တော့မှာပဲ